မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါကျွေးညာမိမိသားစုမှကျူတူပါတယ်ဗျာဒီနေ့16ရက်6လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်16ရက်6လ2025တနင်္လာနေ့ရဲ့တင်ဒီတာကညမာများကိုတင်ပြပြီးသွားမှာဖြစ်ပါတယ်ဒီ16ရက်6လ2025တနင်္လာနေ့ဟာ ကျွန်တော်တို့ဟောပေါ့ညအဲ29မိနစ်နဲ့28မိနစ်ကြားထဲမှာဒနာသိတိနက်ခတ်ကလေးတွေသွားနေရဖြစ်ယရနာရွှေမိုးငွေမိုးဝင်သေးတဲ့အခွင့်အလမ်းတွေပေါ်တော့တဲ့နေတယ်ဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနှင်းလာနေ့ညတနအိမထိုးခင်တနအိမထိုးခင်ပေါ့ဗျာ12နာရီကျော်တာနဲ့ပြိုင်နေ28မိနစ်နဲ့28မိနစ်ကြားထဲမှာအဲဒီတင်းနှင်းလာသာသမီရေမိုးခွန်ရသာသမီအားလုံးတို့ကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေ ထူထောင်းမယ်ဆိုရင်တော့အဆင်ပြေတပြုအဆင်တပြေပြုကျွန်တော်တို့ရဆိုရင်တနေ့လာအရှိရကိုလက်လက်ပြီးမှခင်ဗျားအိမ်မှာဟိုတည့်ဒီလေးတလုံးလောက်ကင်ပြီးဆူတောင်းမယ်ဆိုရင်အစ်မပိတ်ဆိုနေတဲ့ငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါတလောက်ဒီကြိမ်တစ်ခါလေးတလောက်နှစ်ကြိမ်အဲဒီစမ်းချက်နှစ်ခါကလေးတွေဝင်တတ်တဲ့ခမငွေယတနာရွှေမိုးငွေမိုးကျဲတဲ့ကာလယတနာရွှေမိုးငွေမိုးများများဝင်သေးတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်တင်းနှလာနေ့29မိနစ်နဲ့ ည29မိနစ်နဲ့28မိနစ်ကြာမှာအဲဒီငွေရသည်တော်ကိစ္စများဆူတောင်းခြင်းဒါမှမဟုတ်ရင်အဲဒီတရသီလေးကြိုင်ပြီးတင်းနှလာအရှိရကိုလှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုနေငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာထူးခြားတဲ့နေလေးဆိုလဲမမပါဘူးဒီတစ်ပတ်အိုးရင်လောက်ကိနေပတ်တယ်မှာကိုကိုကိုရင်ကိုမိသားစုကိုလုံးငါတော့ဝတ္တရပဲပြော ဝတ္တရာဘေအိုးဝင်လုံကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာမဟုတ်ဘဲနဲ့ထိပေါက်တယ်လို့ငွေဝင်တည်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးဝင်လုံကိုင်းနဲ့ပတ်သက်တဲ့အစီအမပြကြတဲ့ခွန်နေသားသမီးအားလုံးတို့ဟာရာဟုတောင်အနောက်မြောက်တောင်နဲ့နွားနုလေးဒဇွန်တော်တားအောင်ပြီးမှဆူတောင်အသင်နွားနုလေးကျွန်တော်လုံကဲမကောင်းဘူးဗျာအိမ်မှာအေးမိမအိမ်ဆောက်ခြင်းနဲ့ကလေးလေးကအလုတ်ခေါ်တာလေးတွေမလာသေးဘူးချွေးမလေးကအလုတ်လိုချင်တာအဲ့ဒီလုံကိုင်းနဲ့ပတ်သက်တာပိတ်ဆို့နေတယ်ဗျာဒါကြောင့်ပိတ်ဆို့နေတဲ့ကိစ္စတွေအစီအပြောင်းအသင်နွားနုလေးက ကိုကြီးဆောက်ရောက်တော်မူပါဆိုလာရာဟုတောင်းအောင်မြောက်တောင်းလဲတစုံလောက်တောက်ပြီးမှဆူတောင်းမလားဒါမှမဟုတ်နွမ်းတို့လေးကိုကိုင်းဆူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်ပြုမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတဲ့အလောက်ကိုင်းများအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာအတင်းနွမ်းတို့လေးရဲ့အိမ်မကြီးတဲ့ အာသားလေးအလုပ်တွေရအောင်အိမ်မှာပိတ်ဆို့နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စကြီးပွင့်လာအောင်အနေငယ်ကြခေါ်သားတွေနဲ့ပတ်သက်တဲ့အဆင်ပြေအောင်အိမ်ဆောက်ခြင်းနဲ့ကိစ္စလေးလည်းအမြန်ဆုံးပြီးမြောက်အောင်အလူလေးလေးလှုပ်ခြင်းနဲ့ကိစ္စလေးအမြန်ဆုံးအောင်မြင်အောင်အသင်နွားနှုတ်တွေကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအောင်မြောက်တောင်းလှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာမန်းနီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စတော့ဒီချိန်မှာ ကျွန်တော်တို့ရပြန်တနင်္လာအရှိရာကိုလည်းတရားသီးလေးခြင်ပြီးမှဆူတော့အတင်းတရားသီးလေးကျွန်တော်မှငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဝင်းနေတယ်။အားကျွန်တော်ပြီးသေးရဘလောက်ရသေးရဘလောက်ကျွန်တော်လိုချင်တာဘလောက်ကျွန်တော်ပြရန်ရန်ဇာလေးတွေအဆင်ပြေခြင်းနဲ့ဗျာအများဆုံးအဆင်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္လာအရှိရာကိုလှည့်ပြီးတော့တရားသီးလေးခြင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။အထူးသဖြင့်ဒီနေ့ည7:00နာရီကျော်လို့ ည12:29မိနစ်နဲ့28မိနစ်ကြာမှာတော့တနေ့လာအရှိရကူလက်ပြသေးသေးလေးဂိုင်ဆိုစုတောင်းမယ်ဆိုရင်တော့ငွေအစုလိုက်ပြုံလိုက်ရရှိမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဖွင့်ရသားသမီးကြီးချူရတဲ့ပြည်တော်တွေကျွန်တော်တို့ဒီကဒီမတိုင်မှာစောစီးပြီးတော့ကြိုတင်ထုတ်လွှင့်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကြီးချူရတဲ့ပြည်သားည29မိနစ်နဲ့28မိနစ်မှာတနေ့လာအရှိရကူလက်ပြီးတော့အဲတရားသီးလေးဂိုင်စုတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ကံများ အစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာပြီဖြစ်ပါကြောင်းလေးလေးစားစားငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများတင်ပြပေးလိုက်ပါတယ်ဗျာဒီချိန်မှာစိတ်နဲ့လူနဲ့မှာစိတ်စိတ်တွေကမြန်းနေတယ်တခါတလေကိုပြောသမားဆူသမားများလူကကြံခဲ့ပြီးစိတ်ကမြန်းနေတဲ့မလိုဘဲနဲ့အစုအဖွဲ့နဲ့ပတ်သက်တဲ့အဲမိသားစုနဲ့ပတ်သက်မှာအဆင်မပြေမှုတွေကြုံရတဲ့ကာလမျိုးဖြစ်ပါတယ်အလူဆန္ဒမပြစ်တတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာဒါကြောင့်အလူဆန္ဒပြည့်ခြင်းတဲ့ပုံကိုယ်တွေအားလုံးဟာကျွန်တော်အင်္ကာတော့အရှိတောင်တောင်လှည့်ပြီးမှ ရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရဲ့ကျွန်တော်လွဲချုံနေတယ်ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်သွားခြင်းနဲ့ခီးတွေကျွန်တော်စိတ်တွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းတွေဗျာဒါကြောင့်အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ချောက်တော်မူပါအတင်းရေးလေးရကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော်အရှိတောင်းတော်လက်ပြီးရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိမှာဖြစ်ပါတယ်အင်္ဂါတော့အရှိတောင်းတော့လဲပြီးလို့ရှိရင်ငွေကြီးကြက်နေရလားအလုပ်ကမကောင်းတာလားရောင်းဝယ်မကောင်းတာလားအိမ်မှာအဆင်မပြေတာလားမြေဝယ်ချင်တာလားမြေလိုချင်တာလား အပြောင်းညင်လာလားရွှေ့ကျင်လာလားမိမိမှာဖြစ်ပေါ်နေတဲ့စိတ်နဲ့ပတ်သက်လို့တခုခုလိုအပ်ချက်တွေကိစ္စကိုရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့စိတ်ချမ်းသာမှုများဒီနေ့မှာတော့အမြန်ဆုံးရရှိမှာဖြစ်ပါလေဗျာကိုနဲ့နိမ့်နေဆက်သက်တဲ့တလူယောက်ျားတွေအလူယောက်ျားတွေနဲ့မှလည်းကိုယ့်ရဒေတာမဟုတ်တဲ့တခြားယဒေတာသွားရတယ်အဆင်ပြေတယ်ကိုယ့်ရကိုဒေတာမှာကိုယ့်ရင်ကိုယ့်ရမမနေဘူးကိုယ့်လုံးမှာကိုယ်မလုံးမနေဘူးရောင်းတောင်းတောင်းနေဖြစ်နေတတ်ပါလေဗျာကိုယ့်ရမဟုတ်တဲ့တခြားယဒေတာမှာအဆင်ပြေတတ်ပြီးတော့ ကိုယ့်ရာကိုယ့်ဒေသမှာတော့အဆင်မပြေတတ်ပါဘူးတဲ့ဒါကြောင့်လူယောက်ျားတွေတပြင်းတင်တောက်ကြမြောက်ရကိုလက်တည်သည်လေးကိုကိုင်းပြီးမှဆူတောင်းအသင်တည်သည်လေးလူယောက်ျားတွေတပြင်းနေတယ်ပြင်းနေလူယောက်ျားတွေနံပါတ်တော့ကိုကိုငိုမိသားသူမှအဆင်ပြေခြင်းနဲ့အပြင်းလိုက်ရလဲသွားတာမဖြစ်သေးခြင်းမူဒီအချိန်မှာအဖမ်းသီးတွေရှိတယ်ငွေကြီးနဲ့ပတ်သက်တဲ့တောင်းခံမှုတွေဖြစ်တယ်ဒါကြောင့်ငွေကြီးလည်းကုန်ကြမှုနေအောင်သူလည်းပြဿနာကင်းအောင်ကို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 မိသားသူနေမှာဒါကြောင့်အများဆုံးအဆင်ပြေအောင်နေအောင် အတင်တရေတိရိယကူညီစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင်းတောက်ကြမြောက်ရကူလက်တရေတိလေးကန်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့တကတခုဝါဒရာဖြစ်တတ်တယ်ဗျို့ဝါဒရာဖြစ်တတ်တယ်ကိုသွားခြင်းသူလူသွားခွင့်ပြောခြင်းသူလူပြောခွင့်မရဘဲနဲ့အစင်မပြေတတ်ပါဘူးဗျာတွားကြောင့်သွားခြင်းသူလူသွားခွင့်ပြောခြင်းသူလူပြောခွင့်ရအောင်ဘုထူတောင်ရက်ကိုလည်းရေလေးတောက်ပြီးမှဆူတောင်းအတင်းကြီးလေး ကျွန်တော်သွားခြင်းနဲ့ခီးတွေကျွန်တော်ဘေးဦးဘေးဦးသွားခြင်းနာသွားတဲ့ခီးတွေမှာအနေကင်းပြေးချင်းပြီးတော့အဆင်ပြေချင်းနဲ့ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြောက်ခြင်းနဲ့ဗျာကြောင့်သွားတော့ခီးများပြောသောစကားအောင်မြင်ကြောက်ကြောင်အသိရင်းလေးရကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှဆုတောင်းကိုနေနီးနဲ့ဆက်သက်တဲ့မင်းအုတ်ထုတ်တဲ့နေမင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စစီမံခန့်ခွဲမှုတွေအားနဲ့တော့ငွေကြီးနဲ့ပတ်သက်တဲ့မုန်တန်းလုံးမှုအောင်းလင်ငယ်သားတွေရဲ့အမိန်ကျော်လွန်ပြီးတော့လောကမကိစ္စတခုလုံးနေတာတခုတွေ ဖြစ်ပေါ်နေတာကာလမျိုးဖြစ်ပါတယ်ဗျာအဲကျွန်တော်စီမှာလဲအာဝတ်တော့တူဆိုဖမ်းနေတိုင်ငယ်ဖမ်းနေဆိုလိုင်းစင်မာတော့လဲဖမ်းတာပဲလိုင်းစင်မပါတော့လဲဖမ်းတာပဲလက်မတွေ့ဆိုင်ငယ်ရောလူရောဖမ်းသွားတာပဲအဲ့လိုမျိုးတွေကျုံနေရတာအမျိုးသမီးတွေဆိုဘော်ဒီမပါလို့ဒဏ်ရိုက်တယ်ဗျာစပိန်စီးလို့ချင်းဘဲမပါလို့ဒဏ်ရိုက်တယ်ဗျာခင်ဗျာဆိုင်ငယ်ဖမ်းမာတွေဆိုမှစပိန်နေရောဘာတွေရောဘော်ဒီမပါတာတွေရောမဆိုင်တာတွေဖမ်းတာလိုင်းစင်ပါတယ်အပြည့်စုံပါတော့ကြာလေးပေါင်မပြည့်လို့ဆိုပြီးတော့ ဟာဘဲမှန်မပါလို့ဟာရှုပ်ချက်ကူခတ်နေတာပါပဲဗျာအဓိကတော့ခမငွေကြီးနဲ့ပတ်သက်တဲ့လွဲသုံးသားလုပ်မှုကတော့ဒီချိန်မှာမင်းနဲ့ပတ်သက်တဲ့နှီးနှီးဆက်သက်တဲ့လူရဲ့အဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်မတရားလုပ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာအကြောင်းမင်းနေနဲ့ပတ်သက်တဲ့မှာဒီချိန်မှာကြာဆုံးမှုကအထွတ်ထိပ်ရောက်နေပါပြီမင်းနေရတော့မင်းနေဒီချိန်မှာယာယီလွဲချုံမှုတွေဖြစ်ကုန်ပြီမင်းနေအားနေတယ်အားနေတယ်မင်းနေနဲ့ပတ်သက်တဲ့မှာတနင်္ဂနွေနေ့တောင်အရှိမောက်တောင်လှည့်ဖြောင်းနိုင်မီလီကိုထုံးပြီးမှဆုတောင်း မင်းရဲ့တကူကမိပါပဲတဲ့မင်းနင်းဖြစ်လို့ရှိရင်မိများများပေးလင်းနေလို့ရှိရင်အန်ဒရီကင်းပြီးတော့မိမပေးနိုင်တဲ့ကာလတွေမှာပြဿနာတွေဖြစ်ပါတယ်ဒါကြောင့်မင်းရဲ့တကူကမိဖြစ်တဲ့အတွက်တနင်္ဂနွေတောင်အရှိမြောက်တော့မှမိလေးတွေထွန်းပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စမြန်မာနေတဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုယ်နဲ့နင်းတဲ့တဲ့အစုအဖွဲ့အုပ်စု နောအုပ်စုတွေနဲ့ပတ်သက်တဲ့မှာရိုးရဖို့လို့ဒူးရကြွားမယ်အစုအဖွဲ့တွေအားကောင်းတဲ့နေသက်ဒေတာတွေအားကောင်းပြီးတိုင်းနေအားမကောင်းတဲ့ကာလမှုဖြစ်ပါတယ်ဗျာတခြားနိုင်ငံတွေအားကောင်းပြီးကိုယ်နိုင်ငံအားမကောင်းမင်းနဲ့ရိုးရဖို့မှဒူးရကြွားမှာဖြစ်ပါတယ်ဗျာတနိုင်ငံလုံးတစ်ကမ္ဘာလုံးမှာနေရာတိုင်းနေရာတိုင်းမှာရေကြီးတယ်မြေပြိုတယ်ဟာလာငလင်းလှုပ်တယ်မိလောင်တယ်လေရင်ပြက်ကြတယ်အမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တိဖြစ်တယ် အတတနိုင်ငံနဲ့တငိုင်းတလူမျိုးတခုနဲ့လူနိုင်တဲ့စီနေလုံနေပြီးတော့မင်းနေရဲ့လောဘဒေါသမောဟနဲ့စီမံခန့်ခွဲမှုလွဲမိုက်ကြောင်းတကဘာလုံးကျွန်တော်တို့နိုင်ငံမှာလည်းတနိုင်ငံလုံးဒုက္ခတွေရောက်နေတာဖြစ်ပါတယ်။အဲဒီကနေ့ထုတ်လို့မယ်စားကျွန်တော်ဘုံတွေကျွေးလိုက်ရင်အစင်းပြင်းမယ်။အာမြောက်ကြီးတွေပြင်းမယ်စားကျွန်တော်တိုက်တွေဆောက်ပေးလိုက်ရင်အစင်းပြင်းမယ်။အနော်လိမ်မြန်းကြီးတွေဝယ်မယ်စားလမ်းတွေထားလဲလို့ရှိရင်ပုံမတိုးတိုးတက်သွားမှာဖြစ်ပါတယ်။တခုခုလိုအပ်တဲ့ကုန်ကြမ်းသတိတွေကုန်မဲ့တာစားတဲ့ကြောင်းတွေဆေးုံဆေးပင်ကနေလုံမယ်။ အစိုက်ပြိုးကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ကပိတ်ဆို့နေတဲ့ကဘာသူကဘာသားလူညာချမ်းသာမှာဖြစ်ပါတယ်ဗျာရိုးရာတွေပြက်နေတော့သက်သေရန်မင်းကြီးရဲ့လောဘဒေါသကြောင့်ကဗျာပိတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်မင်းရကောမမင်းရကောလှုပ်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 ရိုးရိုးဖြစ်နေတဲ့ကာလမျိုးဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်တစုံတယောက်တော့သူကထမ်းနေရတဲ့ကိစ္စတွေညံ့အောင်အန်ဒီရီကင်းအောင်ထင်းရက်ကလေးတစ်လုံးစနေတော့အနောက်တောင်တောင်လှည့်ပြီးမှထင်းရက်ကလေးတစ်လုံးတော့ကိုင်းပြီးမှဆူတော့ပြီးမှတစုံတယောက်တော့သူကိုအစာအာဟာရကုသိုလ်ပြုပါဗျာ ထားနေလာလေးတွေညင်အောင်လို့ရိုးရဖို့လို့ဒိုးအကြောပြီးအမှုခင်းပြဿနာတွေနဲ့ပတ်သက်တာအငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာအဖန်စီတွေနဲ့ပတ်သက်တဲ့ပြဿနာကြုံတွေ့ရမှာကြောက်နေတာတည်းကျွန်တော်တို့မိသားစုမှာစောင့်ဝင်နေတဲ့အန်ဒရယ်တွေကိုထမ်းရွက်နေရတာဖြစ်တဲ့အတွက်အဲ့ဒီအန်ဒရယ်တွေကင်းစင်ပြီးတော့ငွေကြီးများစုလိုက်ပြုံးလိုက်လုပ်ပြပြီးသာသနာပြုနိုင်တဲ့သာကောင်းသမီးကောင်းတွေဖြစ်အောင်အတင်းထင်းရကလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လှည့်တင်ရကလေးကင်ပြီးမှ စုတောင်းပြီးမှတသုံးတယောက်တို့သူကိုအစာအာဟာရကုသပြုမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအများအဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ချင်းဒီနေ့က16ရက်6လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာကျွန်တော်ဒီကံလေးတွေစမယ်ဆိုရင်စနေကောင်နောက်တောင်းတော့တဲ့တင်းရက်လေးကရင်ပြီးမှစုတောင်းအတင်းတင်းရက်ကလေးရဲ့ကျွန်တော်တို့ဒီတစ်ပတ်ထဲမှာထီလေးတွေစမယ်ထီကံလေးတွေစမယ်ကျွန်တော်စမ်းတဲ့ထီကံလေးတွေအများဆုံးပွင့်လန်းအောင်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်လဲလဲ လက်ထင်းချက်ကလေးကိုကိုင်းပြီးမှဆူတော့ဆူတော့ပြီးတဲ့အချိန်မှာကျွန်တော်ဒီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်နှစ်တို့အဲ့မှာခွန်တို့အနောက်အိုင်မှာငါတို့ကိုတို့ဆိုတဲ့ကဏ္ဍလေးနှစ်ခွန်ငါကိုဆိုတဲ့ကဏ္ဍလေးတွေဒီကန်လေးတွေကိုင်းမယ်နှစ်ခွန်နှစ်တို့ခွန်ငါတို့ခွန်ကိုဆိုတဲ့ဒီကန်လေးတွေဒီတစ်ပတ်ထဲမှာကန်စမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ဒီကန်များအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါဒီနေ့က16ရက် အဲ6လ2025တနင်္လာနေ့ဖြစ်ပါတယ်တနင်္လာနေ့မှာတော့ဒနာသိပ္ပိကငွေတွေအစုလိုက်ပြုံလိုက်ရောက်နေတိုင်းနဲ့ကာလာမျိုးကိုရောက်နေတဲ့မျက်ကတ်တွေဂျုံတဲ့အချိန်ဖြစ်ပါတယ်အထူးသဖြင့်ည7နာရီကျော်29နမိနစ်နဲ့28နာရီမှာတော့တနင်္လာအရှိရာကိုလှည့်ပြီးမှတရားဒီလေးတွေဂိုင်းတရားဒီမရှိတဲ့ရတ္တိတမတမ်းမြာဒီလေးဂိုင်းပြီးတော့တနင်္လာအရှိရာကိုဂိုင်းပြပြီးတော့ငွေကြေးများစုလိုက်ပြုံလိုက်ရပါသေးကြောင်းလေးလေးစားစားဆူတောင်းမယ်ဆိုရင် ်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးအကြီးအကျယ်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒါထူးခြားတဲ့နေ့ဆိုလဲမမားပါဘူးဗျာဒါကြောင့်16ရက်6လ2025တင်းနေလာနေ့ရဲ့တနေ့တာကံကြမ်းမများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ